ြည်နယ်မှာစစ်တပ်ကတိုက်ခိုက်မှုတွေအရှိန်မြင့်ပြီးပြည်သူတွေကိုပန်းစီတပြတ်မှုတွေရှိနေတာကြောင့်အရခတ်တပ်တော် AA ကရခိုင်ပြည်သူတွေကိုစစ်ရေးတည်ရှိကြဖို့တတိပေးချက်ထုတ်ပြန်လိုက်တာပါ အကြံဖက်စေုပ်စုအကြဆုံးများနေတဲ့ရခိုင်ပြည်နယ်မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပြင်ခတ်မှုတွေရှိန်မြင့်လှုပ်ဆောင်နေတာပါကျမ်းပစီအုပ်စုဟာလွန်ခဲ့တဲ့နှစ်နှစ်တာကာလနီးပါးတော့အတွင်းမှာသူတို့ဆုံးရှုံးခဲ့ရတဲ့တိုက်ရင်တမတ်ဌာနချုပ ိုင်းဌာနချုပ်တွေပါဝင်စီရေးနိုင်ငံရေးအချက်ချာကြတဲ့နေရာတွေကို ပြန်လည်သိမ်းပိုက်ရယူနိုင်ဖို့နေရာတော်တော်များများကိုထိုးစစ်ဆင်လာခဲ့တာအတော်လေးကိုကြာနေပြီဖြစ်ပြီးတော့ရခိုင်ပြည်နယ်အတွင်းမှာလည်းရေချောင်းကုန်းချောင်းလေချောင်းတွေကနေတဆင်စစ်ဆင်ရေးတွေပြုလုပ်နေတာပဲဖြစ်ပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာအချမ်းပဲစိအုပ်စုက2025နှစ်စပိုင်းမှာစစ်တပ်ကချင်းချင်းထိုးစစ်ဆင်ခဲ့ပေမဲ့ထိရောက်မှုမရှိပဲစစ်တပ်ဘက်ကသာ အထူးခိုက်ကြဆုံးတွေနဲ့တာရင်ဆိုင်ခဲ့ရပါတယ်။အရခတ်တတော်ရင်နဲ့လည်းခိုင်ပြင်းနဲ့တွင်သိမ့်ပိုက်ဖို့ကြာရှိနေသေးတဲ့မြို့တွေကိုဆက်လက်ပြီးသိမ့်ပိုက်နိုင်ဖို့ကြိုးစားနေတဲ့ချိန်တော်တွင်ခိုင်ပြင်းနဲ့အမည်ချင်းတိဆက်လက်ရှိတဲ့မကွေးတိုင်းပဲခူးတိုင်းရေရီတိုင်းအဆက်တို့မှာစစ်တပ်ရဲ့ထိုးစစ်တိုင်းကိုချမ်းချမ်းခံပြီးတော့ပြန်ပြန်လဲထိုးစစ်စင်လက်ရှိနေတဲ့အတွက်ကြောင့်နေ့တိုင်းဒီပါ တိုက်ပွဲတွေဖြစ်ပွားလက်ရှိနေတာပါ လက်ရှိချိန်မှာတော့အရခတ်တတ်တော်နဲ့ဖက်စစ်အကျမ်းဖက်စစ်တတ်တို့ဟာနှစ်ဖက်စလုံးတွဲစစ်ရေးချက်ချကြတဲ့နေရာငါးခုမှာပြန်လည်ထိုးစစ်တွေနဲ့အတူ နေစဉ်ရက်ဆက်တိုက်ခိုက်နေကြတာရဲတပ်တပတ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်ပြီးတော့တပြိုင်နက်တည်းမှာစစ်တပ်ကအရခတ်တတ်တော်ထိန်းချုပ်ထားတဲ့နေရာတွေထက်ကမှအချို့သောနေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းအေအေကပြောလာပါတယ် ကျမ်းဖက်စစ်တပ်ရဲ့စစ်တမောများကပင်လယ်ပြင်မှနေပြီးတော့စည်ရပြင်းမမဟုတ်တဲ့ရတ္တပြည်သူများနေထိုင်ရရက်ွက်ခြေရွာများအတွင်းကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တိုက်ခိုက်ခြင်းပင်လယ်ပြင်ကမ်းနီးအတွင်းတနိုင်တပိုင်ဝန်လာရှာငါဖမ်းထွက်နေကြတဲ့ရေလုံသားပြည်သူများဖမ်းဆီးခြင်းတွေကိုယခုရက်များမှာဆက်တိုက်ပြုလုပ်လာနေတာကိုသိရှိရပါတယ်။ခိုင်ပင်တဲ့ကြောက်ဖြူမြို့မှာတော့စစ်သားတွေနဲ့ ဌာနဆိုင်ရာဘုံဆောင်ကစစ်တပ်ရဲ့တူယော်ရွေးကောက်ပွဲမဲဆွဲစည်းရုံးရေးပါတီဆိုင်မုတ်တွေစတင်ပြီးတော့စိုက်ထူနေတယ်လို့သတင်းတွေရသိရှိရပါတယ်